ုပရိသေရေဇွန့်ကန်တော့ကျွေးလို့ရတယ်နော်အဲ့တော့ခုဒီမှာကြည့်ရန်တော်လေးမိဘကိုဇွန့်ကန်ပြီးတော့ကျွေးတကားတလေးများဆိုရင်ဇွန့်ညာကိုညာမဖို့တဲ့အခါကျတော့သပိတ်ကို ရေကျင်းပြီးတော့တောက်ရပါတဲ့အမေတို့အမေတို့ဟိုတော့ကဇွန့်ဝိဒါတဲ့ဝန်စားတွေက ဘုဘေဂရိဘာရင်နဲ့တောက်ပြန်တန်ရှင်တည့်ရလမနေတဲ့အဝတ်တွေကိုဝစဉ်ကြတယ်။ကိုများပြင်းရင်တော့စုပ်ပြက်သတ်ပြီးတော့ဟောင်းနှံစုပ်ပြက်မဲညင်နေတဲ့အဝတ်တွေဝစဉ်ပြီးတော့နေရပါလား။အဲ့တော့သာယံတော်လီဘာလို့တော်လို့ဆိုတော့သွေထားတဲ့တောင်းပြန်သန့်ရှင်နေတဲ့ဘာဝစဉ်မြဝတ်သင်္ကန်းကိုပြိသိရင်မိဘနှစ်ပါးအတွက်လုံကြီးတို့အင်ကြီးတို့ပဇိုးတို့ချုပ်ပြီး အဖေတို့အမေတို့ဝိဇင်နာတဲ့အင်းကြီးစိုးလုံးကြီးစိုးပစိုးစိုးကလေးတွေကိုအဲ့ဒါကိုယူပြီးတော့ချုပ်ဆက်ပြီးတော့သေခေါင်းရေးစိုးဖန်ရေးစိုးလို့သင်္ကန်းအဖြစ်ဝေယုံပါတဲ့အဲ့ဒါကိုမြင်ရတဲ့ဘုသူစင်တန်ကဘုသူစင်ယဟန်တော်တွေလူပုဂ္ဂိုလ်တွေကပြိတ္တရေးလက်ညှိုးတွေထိုးပြီးတော့အပြည့်တင်ကြတယ်အပြည့်ပြောကြတယ်မချီးမွမ်းဘူးနော် ြည်စမ်းกว่าတဲ့ဘုံကြီးဖြစ်ပြီးတော့ကရုံကြီးနဲ့ဟိုမှာလူတွေကိုကျွေးအဝတ်တွေပေးအစားတွေကျွေးဇွန်းကန်ကျွေးနေလိုက်တာမသင့်တော်တဲ့မြင်ခွင့်မသင့်တော်တဲ့လောရက်တွေกว่าလို့ပြိဿရေပုထုဇဉ်ဆိုတာကိလေသာများတော့သူများကိုလက်ညှိုးထိုးတာသူများကိုမလုပ်တော့အခုဘောဘောကတကကြီးတကမကြီးတို့ပဲလက်ညှိုးလေးတစ်ချောင်းထိုးလိုက်မယ်ကိုယ်ပဲလှည့်ထားတဲ့လက်ကပြိဿရေမများဘူးလား ဘုံဘုံကတကကြီးတော်မကြီးတို့ပဲထိုးတာတာကလက်ကလေးတချောင်းမဲ့ဘုံဘုံမဲ့ပြန်လဲထားတဲ့လက်တွေကမများဘူးလားအဲ့တော့ပြောရင်တကသူများအပြည့်ထက်ကိုယ့်အပြင်ကိုမြင်အောင်ကြည့်ဖို့မလိုဘူးလားကိုယ့်အပြင်ကိုမမြင်ဘူးသူများကိုပဲမြင်နေရင်ပြိသိသိသူတော်ကောင်းမဟုတ်ဘူးသဘောပေါက်ရဲ့လားအဲ့တော့ကိုကြီးဘုဒ္ဓရှင်နေရန်တွေလူတွေက အပြည့်တည်းမြင်အပြည့်တည်းသင်ရတော့အဲ့ဒီအပြည့်တည်းပြပြောင်းစေဖို့သာလယကင်းစေဖို့ဘုရားမြတ်စွာဘုရားဒီစကားရင်းရောက်တော့တနေ့တော့မြတ်စွာဘုရားကဓမ္မသဘင်စင်ခြင်းမာယာနေရာမှာဒီရန်တော်ကိုခေါ်ပြီးတော့ချစ်သာမင်းလူတွေကိုလှုပ်ကျွေးနေတယ်ဆိုတာဟုတ်သလားမပါဟုတ်ပါတယ်ဖေမင်းဘယ်သူတွေကိုလှုပ်ကျွေးနေတာတော့ မလာပါဗျာတပည့်တော်တခြားမဟုတ်ပါဘူးဗျာတပည့်တော်ရဲ့ကြီးစုရှင်အဖေနဲ့အမေကိုလုံကျွေးနေတာပါဗျာနိဗ္ဗာန်မှာပါဗျာအရှင်ဘုရားရဲ့တရားတော်တွေကိုနာကြပြီးတော့တပည့်တော်နိဗ္ဗာန်ဘာကိုဟောရီယံဝင်တဲ့ပဲတပည့်တော်လုံကျွေးနေပါတယ်မြုပ်စုံနေပါတယ်စောင့်ရှောက်နေပါတယ်ဗျာအဲဒီလိုအမှန်တိုင်းရှောက်ပြတော်မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကလူပေါင်းလည်းပြိဿလည်းမှာ ပြိဿန်၄ပါးတို့ရဲ့လည်းမှာအဲ့ဒီရာတော်လေးကဥကောင်းထတော်ကနေကြောတော်စီရောက်အောင်ညာလက်တော်နဲ့သုံးသလုံးမိဘလုံကျွေးတဲ့သာယံကိုသာဓုချစ်သာသာဓုသာဓုလို့ဘုရားမြတ်စွာကသာဓုသုံးကြိမ်ခေါ်တော်မူတယ်မိဘလုံကျွေးတဲ့သာယံကိုပြိဿန်ရဲ့ဘုသူသာဓုခေါ်တော်ဘုရားသာဓုခေါ်ပြောဘုသူသာဓုခေါ်ပါလိမ့် ဖယားသာတို့ခေါ်တယ်မိဘလုံကျွေးတဲ့သားတွေသမီးတွေပြိသက်ရင်ဘယ်သူသာတို့ခေါ်တော့ဖယားသာတို့ခေါ်တယ်တကြားကလည်းမရှိခိုးဘူးလားရှိခိုးတယ်အဲ့တော့မြတ်စွာဘုရားရဲ့တပည့်သားသံဃာတော်တွေချင်းမိဘကိုယေရှုဇတာဟုတ်ကလားလို့ဆိုရင်မြတ်စွာသံဃာတော်တွေချင်းမကပါဘူးတဲ့မြတ်စွာဘုရားကိုယ်တော်တိုင်ကလည်းမိဘယေရှုကိုကြည်အောင်လို့ဇတ်တော်မူတယ် ြောင်မစဘူးလားကြည်အောင်ဇက်တဲ့ပြိသက်ရေအဲ့တော့တချို့ဘုံဘုံတို့နေဆုံးတရားဟောကြွတော့တချို့နေရာတွေမှာနိဗ္ဗာန်စွာကြီးတွေအော်လာကြရရသော်ဘုရားကမိမကျေစိုးကိုဇက်တဲ့နေရာမှာနို့တလုံးဘိုးပဲကြည်အောင်ဇက်နိုင်တယ်ဗျာတလုံးဘိုးမကြည်ဘူးလို့နိဗ္ဗာန်စွာတွေမှမှယွင်ယွင်နဲ့အော်ကြတာ mare athine oyan mama bo bareida ye nanga jo zoro ji re ga she ga ama ji re so ge da go to ba ya do ma no de long bo ji de ma so bu la mi ba ta chin mi ba metta ta chin thai kaung ne bareida ye a be ne a me lwa lai da jesus re pyan po la lai da bareida ye ma kaung mu la ကောင်းတယ်ဒါပေမဲ့လို့အမားတွေဆိုတော့ဖျားစော်ကားရရောက်တာပေါ့ရမစိုးသင့်ပါဘူးရမ်းစိုးသင့်သလား ကျေးဇူးတော်ရှင်ဗမောက္ခကျောက်စတော်ကြီးတို့ကလည်းညွန်ပြတယ်ဆုံးမတယ်မိဘနှစ်ပါးကမိဘကျေးဇူးကိုမြတ်စွာဘုရားက အမိနှုတ်ဖို့အကုန်ကြည်တယ်တဲ့မိဘကျေးဇူးအဖေကျေးဇူးအမိကျေးဇူးအကုန်ကြည်အောင်ဇတ်တာဗာပြေလို့လဲဆိုတော့ဘုဘုံတို့မြတ်စွာဘုရားဖွားတော်မူဘုရားလောင်းတော်တိတ်တတမင်းသားကလေးဘွားတော်မူပြီးတော့ခொနည်းမြောင်နေနိုင်ရဇံကံတော်ကုန်နတ်သားသွားဖြစ်နေတဲ့အမေနတ်သားကိုပြိသက်ရဲ့6ဝါလို့9ဝါမြောက်မှာ နတ်ပြည်ကိုတက်လူသက်တမ်းနဲ့တွေ့ရင်ဝါတွင်၃လကာလပတ်လုံးဝါဆိုပြီးတော့တကြမင်းနေတရားပင်လကသစ်ပင်အရင်ပန္ဓုကဗလာမြကျောက်ပြတ်တမအမေမိနသားနဲ့တကွာတသောသောဇကြဝလာကနတ်ပြမအပေါင်းတွေကိုမိဘကျေးဇူးဆက်သောအဖြစ်သန္တရာဝဇင်းရကလွတ်ကင်းဖို့အတွက်အဘိဓမ္မာခုနှစ်ကျမ်း တရားတည်သနာတော်တွေကိုဟောပြီးတော့မိဘကျေးဇူးဆက်တရားလဲဆုံးရောအမေနသသောတာပန်တိဒိဋ္ဌိဝိဇိကိစ္စကင်းသောတာပန်တိအရိယာနယ်ကို ရောက်သွားတဲ့အမေနသအပေတကားအပြီးတိုင်ပြိမ့်မသွားဘူးလားငရေတရိဇံမြိတ်တာသူရကပဲလေးပါကြစရာလိုစေလားတကားပွင့်သေးလား ဘယ်တော့မှမပွင့်တော့ဘူးမကြတော့ဘူးနိဗ္ဗာန်ကိုရဖို့လက်မှတ်ကြီးယူသွားပြီအရိယာဖြစ်အောင် အမေကိုဂျေဇုဇတ်တရားဟောလိုက်တဲ့တို့ဘုရားဟာပရိသတ်ရဲ့နှုတ်ဘူးအကုန်ကြည်တယ်မကြည်ဘူးလားဟဲ့ဒါဆိုရင်တလုံးကိုကြည်တယ်ဆိုရဲအမကြီးဖြတ်ဖို့မလိုဘူးလားလိုပါတယ်သဘောပေါက်ရဲ့လား အမေရဲ့နှုတ်ဘိုးလေးကြည်အောင်လို့ဇက်တယ်လို့အဖေရဲ့ချွေဘိုးကိုလည်းကြည်အောင်လို့ဇက်ပါတယ်။ဖျားပြစ်တော်မူပြီးတော့ကပီးလိုရွှေနန်းတော်ပြန်ကြွတဲ့အခါကျတော့ဖာခမဲတော်သုတ်တော်ဒနာမင်းကြီးနဲ့ဇွေတော်မျိုးတော်တွေမြတ်စွာဘုရားပြန်ကြွလာပေမဲ့ဥမချဘူးမကြိုကြဘူး လိုက်လိုက်လဲလဲဝမ်းမြောက်ဝမ်းသာပရိသတ်ရေရိုးရိုးသေးသေးပူဇော်မြတ်တို့ကျွဇော်ရကောင်းမှမသိဘူးသူတို့ရဲ့အတွေ့ကမာမာနာတွေခံနေတာမြတ်စွာဘုရားယာငါတို့ရဲ့သားငါတို့ရဲ့ဒူးတဲ့ငါတို့ရဲ့မောင်ငါတို့အမျိုးတို့တဲ့ငဲတဲ့တို့ဥချစရာမလိုဘူးတဲ့အဲ့တော့မာနာတွေခံနေတော့ပရိသတ်ရေဘုရားကိုဘုရားမှမသိဘူး ဖရားရဲ့ဂုံတရားရဲ့ဂုံတန်ခဂုံဆိုတာမသိတဲ့အဖေနဲ့ဇွေတော်မျိုးတော်တွေကို မြတ်စွာဘုရားကတကောဗျာဒိဟာတွေပြပြီးတော့လူမင်းနဲ့မင်းမြမမင်းတို့ရဲ့ဝိဇင်းကိုရောပူဇော်သူကိုခံယူတော်မူထိုက်တဲ့ဖရားရဲ့ဂုံစင်ရဲ့သွေသွေမြောက်ွယ်စေတဲ့ဇွန်ရင်မြကြောင့်ကိုယ်ရဲ့စိတ်မှာကောင်းစွာတရားကျင့်ဆောင်သိမ့်တာတိုက်တဲ့တရားရဲ့ဂုံ ဘုဇာသူကိုခံယူတော်မူဆိုင်တဲ့သံဃာတော်တို့ရဲ့ဂုံလေယာမြေကောင်းမြေမြတ်မမတူလာတဲ့သံဃာတော်တို့ရဲ့ဂုံဖရာကုံတရားကုံသံဃာကုံတွေကိုထင်အောင်မြောင်လို့ဟောလိုက်တော့ဩတို့တဲ့ငယ်ပေမဲ့လို့ဖရာမှာဖရာရဲ့ဂုံရှိတရားမှာတရားတော်ရဲ့ဂုံသံဃာတော်မှာသံဃာတော်တို့ရဲ့ဂုံရှိတယ်ဂုံတော်တွေကိုပူဇော်ရမှာပါလားလို့အဲ့ဒီတော့မှသီလကုံတမာတိကုံပညာကုံ ဝိမௌတိကောဝိမௌတိညာနာဒသနာကောနုနဲ့ပြည့်စုံတော်မူတဲ့မြတ်စွာဘုရားနဲ့သံဃာတော်တို့ကိုပူဇော်ရတယ်။မန္တိကျိုးသွားတာ။ဘာတွေကျိုးတော့မာမာနာတွေကျိုးသွားအောင်ချိုးပြီးတော့မှဘုရားမြတ်စွာက အဖေကိုပြိသက်ရင်အဲ့ဒီနိုင်ရင်ပြန်မှာပဲကနက်ကတိုင်းဓိပြူရိတ်အောက်မှာပဲတရားဟောပြီးတော့အဖေနောက်ဆုံးသားဘုရားရဲ့တရားကို နာပြီးတော့ရဟန္တာဖြစ် လူဝိနဲ့ပဲပရိနိဗ္ဗာန်ဇံသွားတယ်လူဝိနဲ့ပရိနိဗ္ဗာန်ဇံသွားရဟန္တာဘဝနဲ့ပရိသေပရိနိဗ္ဗာန်ဇံသွားရင် တရက်ပဲနေခွင့်ရှိတယ်နေမကူးရဘူးနှစ်ရက်နေခွင့်မရှိဘူးသဘောပေါက်ရဲ့လားအဲ့တော့ဟိုမှာတို့ခေတ်ကလည်းအင်တာနက်ခေတ်ဗယံမရာတွေကလည်းမြင်ရတော့ဟာဟိုလူကရဟန္တာဒီလူကရဟန္တာရဟန္တာကလည်းတဲပေါ်ပရိသေလူဝိနဲ့ရဟန္တာဆိုတာတရက်တည်းပို့ပြီးတော့နေခွင့်ရှိသလား မရှိဘူးတဲ့သဘောပေါက်ရဲ့လားတရက်ထက်ကြော်ပြီးတော့ရဟန္တာဖြစ်နေရင်တော့အတုအယောင်ရဟန္တာအစုတ်အပြဲအဲ့ဒါအတုရဟန္တာကြီးရဟန္တာအစစ်ဆိုတာလူဝိနဲ့ဖြစ်ရင်တရက်ပဲနေရတယ်နော်သဘောပေါက်ရဲ့လားအဲ့တော့ပရိသတ်ရေကိုအဖေကြီးတရက်နေပြီးတော့ပရိနိဗ္ဗာန်ဇံလူဝိနဲ့ပရိနိဗ္ဗာန်ဇံနိဗ္ဗာန်ချမ်းသာကြီးကိုရအောင်အမေတော်ကအပြီးပိတ်ပြီးတော့ သန္တရာဇယဟကြီးရက်သွားအောင်လင်ပတ်နေတဲ့သန္တရာဇယဟကိုရက်လို့နိဗ္ဗာန်ချမ်းသာကိုရအောင် ရောက်အောင်လို့ပို့ဆောင်ခဲ့တဲ့တို့မယာအဘိယကျေးဇူးမှ